ဖုန်းပြတဲ့ ID sharing page နဲ့ကြိုးစားပါရယ်ငွေမရှိဘဲ online business ဘယ်လိုစမလဲ okay 3မိနစ်လောက်နဲ့ပြောပြပေးပါမယ်အဲ့တော့ငွေမရှိဘဲ online business စဖို့အတွက်ကျွန်တော်တို့ကအချက်၅ချက်လိုပါတယ်ပထမဆုံးအချက်ကကျွန်တော် scale ရှိရပါမယ် scale ပေါ့နော်ကိုယ်မှာကြွမ်းကျင်မှုတခုရှိရမယ်အဲ့ဒီအတွက်အာကျွန်တော်ကဒီ Facebook service လုပ်ငန်းနဲ့ကျွန်တော်ပြပေးပါမယ်ပေါ့နော် တော့ဘယ်လိုမျိုးလဲဆိုတော့ Facebook server အခုဆိုရင် online shop တွေကအများအများများတယ် online shop Facebook page ကနေရောင်းချကြတဲ့သူတွေကအများများတယ်အဲ့တော့ဒီရောင်းချနေတဲ့ Facebook page က view များတယ်ရောင်းကောင်းရုံနဲ့မကပဲအဲ့ရောင်းကောင်းနေတဲ့ page တွေမပြတ်သွားအောင်ပြတ်သွားတဲ့အခါပြန်ယူတဲ့ server တွေ ရီရှေကြနေလုတ်ပြရတဲ့ service တွေကနေကျွန်တော်တို့ပတ်စံတပြားမှမရှိဘူးအဲ့ဒီ service လုပ်ငန်းနဲ့အလုပ်စားလို့ရပါတယ်เนาะဒီမှာဆိုရင်ကျွန်တော်ကဒီအာလုပ်ငန်းဒီလုပ်ငန်းတစ်ခုအနေနဲ့ပေါ့เนาะဒီ page ကြီးဝါနေတာလည်းကျွန်တော်ဖြည့်ရှင်းပေးတယ် hack ခံရတဲ့ page ကြီးကျွန်တော်တို့ဆောင်ရွက်ပေးတယ်အများကြီးပဲပေါ့เนาะကျွန်တော်တို့အမဆူဆူရ make up blog make up make up vlog make up page နဲ့ပတ်သက်ပြီးကြာ monetize ပေါ့နော်ဒီအမဆိုရင်ဒါမဆူဆူပေါ့နော်အဲစသဖြင့်အဲ Asia food vlog page ကြီးနော်စသဖြင့် ဒီ page ဟက်မခံရအောင်ဟက်ခံရရင်ပြန်ယူပေးတာဒီလုပ်ငန်းတွေကနေကျွန်တော်တို့စားပဲလုပ်ငန်းကနေပတ်စံတပြားမရှိပဲစားလို့ရတယ်အဲ့တော့ပတ်စံတပြားမရှိပဲကျွန်တော်ဒီပညာရပ်ကိုဘယ်မှာသွားလေ့လာလို့ရလဲဆိုလို့ရှိရင် YouTube မှာကျွန်တော် VPN ခံပေးရမလို့เนาะကျွန်တော်စီပတ်စံဝင်အောင်လို့လူချင်းမလို့ VPN မခံလဲရတယ်မခံနဲ့သွားခံမှကျွန်တော်စီပတ်စံရောက်ပါမလား VPN VPN ခံမှကျွန်တော်စီပတ်စံဝင်မှာဆိုတော့ VPN မခံနဲ့ဒီတိုင်း free သွားကြည့်ပတ်စံတပြားမရှိပဲစားလို့ရတယ်ဖုန်းပြီးတော့လူတာပေါ့เนาะဖုန်းတစ်လုံးနဲ့ဖုန်းပြီးတော့လူတယ် နော်အဲ့တော့အမဗီဒီယိုတွေ283ပုတ်ရှိတယ်သွားကြည့်လို့ရပါတယ်နော်အမဆိုရင်ကျွန်တော်တို့အစုံမဲ့သင်ငန်းစာတော်တော်များများဒီမှာအခမဲ့ကျွန်တော်ပြထားပေးပါတယ်အဲဒီမှာဆိုရင် online ငွေစာနည်းတွေ gmail မရှိဖုန်းနံပါတ်မရှိ password မသိတဲ့ account တွေပြန်ယူနည်းတွေကျွန်တော်အခမဲ့တင်ထားပေးတယ်အဲ့ဒီသင်ခန်းစာတွေဆိုရင်အဲ့ဒီ gmail မရှိ password မရှိတဲ့ facebook account တွေလူချင်းမင်းတို့စီစားဖက်လာအပ်တယ်ဆိုရင်အဲ့ဒီအဖိုးအခအနေနဲ့အဲ့ဒီအလုပ်လာအပ်တဲ့သူတွေစီကလူချင်းမင်းတို့6000 9000ရတယ် 6900တောင်းတဲ့သင်ငန်းစာတွေကျွန်တော်အခမဲ့ပြသပေးတာဖြစ်ပါတယ်အဲ့ဒီကနေလူချင်းမလို့အလုပ်စားလို့ရပါပြီ Facebook account လောက်ကြသွားတယ်ဗျာ Facebook account နဲ့ကျွန်တော်တို့စီးပွားရေးလုပ်နေတဲ့သူတွေကလာမှာပဲအဲ့တော့အလုပ်လာအပ်တယ်ဆိုရင်ဒီ log ဒီဆိုရှင်ပေါက်ဈေးက9000ကျပ်ရှိတယ်အဲ့တော့ဒီသင်ငန်းစာကိုလူချင်းမလို့သွားပိုင်အောင်လေ့ကျင့်မယ်ဆိုရင်လူချင်းမလို့အဲအလုပ်လာအပ်တဲ့သူတွေဆီကနေ9000ကျပ်တောင်းလို့ရပါပြီနော်အစုံပဲအဲ့မှာသင်ငန်းစာတွေအစုံပေါ့ TikTok မှာ live stream လုပ်မြတာ9မိနစ်နဲ့ Facebook account blue mark ရှာဖို့စတဲ့တွေလောက်တာတွေ Facebook account ဈေးပဲ unlock တဲ့နီးတွေပေါ့နော်နီးအဟောင်းပေါ့ Facebook account အမျိုးမျိုးပြန်ယူနေ online ငွေရှာနေအဲ reset admin account ထွက်သွားတဲ့အခါ page မှာကျွန်တော် admin ဆိုတာရှိတာ哦အဲ့ဒါတွေအကုန်လုံးအခါမဲ့သင်ခန်းစာ283ဖို့သွားကြည့်လို့ရပါတယ်ဆိုတော့ business ဆိုတော့ကျွန်တော်တို့အဲ့ဒီ scale ပေါ့နော်အဲ့ဒီ scale ကြီးလေ့ကျင့်မယ်အဲ့ဒီ client တွေဘယ်ရရမလဲဆိုဒီနေရာမှာစပြီးပြောပြပါမယ်အဲ့ဒီ scale ကြီးအရင်ဆုံးလေ့လာလိုက်ပါအခမဲ့သွားလေ့လာပြီးဆိုအဲ့ဒီ scale ကြီးရှိအောင်လူချင်းမလို့ knowledge sharing post တွေလူချင်းမလို့ account ဖြစ်ဖြစ် Facebook page ကလူကြီးမပတ်စံပေးကြမလို့ဖွင့်လိုက် Facebook page ကနေဖြစ်ဖြစ်လူကြီးမ TikTok channel လာဖွင့်လိုက် TikTok ကနေဖြစ်ဖြစ် YouTube လာဖွင့်လိုက် YouTube ကနေဖြစ်ဖြစ်လူကြီးမတို့ရဲ့ကျွမ်းကျင်တဲ့ဟာတွေလူကြီးမနေ့စဉ်ချပြနေ့စဉ်ချပြနေ့စဉ်ချပြ၃ရက်တစ်ကြိမ်မလုံနဲ့နေ့တိုင်းချပြကိုကတကယ်စိုက်နေသူဆိုနေ့တိုင်းချပြနော်နှစ်လ၃လလောက်ဖြစ်လာပြီဆိုတော့ရှင်လူကြီးမတို့အားပေးတဲ့လူတစုရှိလာမယ် client တွေရှိလာမယ်အလုပ်အပ်တဲ့သူတွေရှိလာလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကပထမဆုံးအဆင့်အနေနဲ့ စကေးရှိရမှာဖြစ်ပါတယ်။နောက်စကေးရှိမယ်။နံပါတ်2ကအဲ့ဒီစကေးတွေနေ့စဉ်ချပြရမယ်။အဲ့ခါကျတော့ရှင်လူကြီးမလို့ဆိုအလုပ်အပ်တဲ့သူတွေရှိလာမယ်။အဲ့ဒီကနေအဖိုးခါတွေရလာမယ်။အဖိုးခါတွေရပြီဆိုလူကြီးမလို့တင်းစမာတွေထပ်ခေါ်မယ်။ကိုတယောက်တည်းမနိုင်တော့ဘူး။ဝန်ထမ်းလို့ကျွန်တော်မတုံ့တုံ့ကြပါဘူး။တင်းစမာတွေထပ်ခေါ်မယ်။တင်းစမာတွေပေါ့ကိုနဲ့တွဲလုံးမဲ့သူတွေကိုလက်အောက်မှာလုံးမဲ့သူတွေအများကြီးခက်အများကြီးခက်အဲသူတို့ခံဖို့တော့တဖြည်းဖြည်းနဲ့ ကလိုင်းရနေရာတစင်းလူကြီးမင်းတို့ကအင်ခန်းတစ်ခုရမယ်အဲ့ဒီအင်ခန်းနေလူကြီးမင်းတို့ဝန်ထမ်းတွေခန့်မယ်နောက်ဆုံးကျတော့ leadership skill ရှိရပါမယ်နော်ဒီဝန်ထမ်းတွေကို control လုပ်ဖို့အုပ်ချုပ်ဖို့အတွက် management skill တွေ HR management human resource management တွေ leadership skill တွေ investment လုပ်ပဲအလုပ်မဲ့အတွက်ဒီလုပ်ငန်း business တစ်ခုဦးဆောင်မဲ့ skill ရှိရပါမယ်အဲ့ဒီ၅ချက်လုံးပြည့်စုံမယ်ဆိုလူကြီးမင်းတို့ငွေမရှိမဲ့ online business စလို့ရပါပြီကျေးဇူးတင်ပါတယ်ကျွန်တော်ဆိုလဲဒီအဆင့်၅ဆင့်ကပဲအဲ့ဒီစပြီးလေ့လာခဲ့ပြီးတော့ကျွန်တော်မှလုံးဝ ဟိုးအောက်ခြေကနေပြီးကျွန်တော်စခဲ့တာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်မှာအဲမခိုင်နေဝေတို့နော်တာလီရှိဆိုင်စိတ်သမားတိညမာလီရွမြတ်သူမင်းသားစီဖြူတခြားနေပညာရှင်တခြား flow တခြားစေးုံပေရဲ့အဲ feedback ပေါင်းများစွာအာ service ယာနဲ့ချီကလိုင်းသားကလိုင်းရဲ့အတန်းသားယာနဲ့ချီကလိုင်းရဲ့ထောင်နဲ့ချီကိုကျွန်တော်တို့တင်းစားနေ service တွေပေးပေးခဲ့ပြီးဖြစ်ပါတယ်နော် ဒါတာရိုဘိုင်နေထူအများကြီးပါပဲပေါ့နော်ဒါသူတို့ရဲ့ review တွေဖြစ်ပါတယ်အဲအခုဆိုရင်ကျွန်တော်ကိုယ်တိုင်ပါဝင်စရာမလိုတော့ဘဲနဲ့ကျွန်တော်ကနောက်စီးပွားရေးတစ်ခုလုပ်နေပါပြီကျွန်တော် tens မှာဆိုရင်ကျွန်တော်ရဲ့ tens မှာဝန်ထမ်းလို့ကျွန်တော်မသုံးနှုန်းချင်ပါဘူးကျွန်တော်အတန်းသားအဟောင်းနေတဲ့ရပဲပြန်ခန့်ပြီးတော့ business တစ်ခုကျွန်တော်ဦးဆောင်နေပါပြီပေါ့နော်အဲ့ဒီအစင်ထီရောက်အောင်ကျွန်တော်သွားခဲ့တဲ့ဟာကိုတူ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 လိုလိုရှင်းပြပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက် video ထဲမှာတွေ့ကြရအောင်တိလို့ထပ်ပြီးတိလို့အကြောင်းအရာတွေ comment မှာတောင်းဆိုကြလို့ရပါတယ်ဗျာ